ကိုဘယ်ကနေစမချစ်လို့အကုန်ချစ်လို့ရပါတယ်အဓိကအသက်ပြင်အသက်ရွယ်ဆိုတာ number just number မပြောပါဘူးမပြောပါဘူးကျွန်တော်ဟိုဟာအိမ်မှာမီးလေးနှစ်កောင်မွေးပေးထားအမေတို့အတေတကောင်ကပူတယ်လေတကောင်ကပွန်လေအဲသူ့မီးတွေပဲအဲ ုံးပေါ့နော်တော်လေးလေးလေးတွေပဲစိုက်ကိုယ်နဲ့ရွေးရွေးပြီးဘာအကောင်လုံးကြိုက်တယ်ငငယ်လေးတွေပေါ့ဟုတ်တယ်အဲ့ဟုတ်တယ်လေဘယ်ရွယ်ကနေဘယ်ရွယ်ဒီလိုရှိဘူးအသက်အသက်ရွယ်ဆိုတာ number just number အဲ့ဒါရေးလေးစာပြီးချစ်လို့ရတယ်ဟမ်ကိုဘယ်ရွယ်ကနေစာပြီးချစ်အကုန်ချစ်လို့ရပါတယ်အဓိကအသက်ပြင်ဘာမေးနေရတော့ဟိုရုပ်တရက်မေးခွန်းနေမဟုတ်လေအဓိကဟုတ်ပါဘူးကျွန်တော်ကကြောက်အဲ့လိုမျိုး လူချစ်လူခင်ပေါ်ကျင်တာအဓိကချစ်တယ်ဆိုလို့ရှိရင်ငါက28နဲ့ပေါ့အဲ့လိုပါပဲမြစ်တာမြစ်တာပေါ့ ကောင်းစစ်ပေးတာမင်္ဂလာဆောင်တော့ကောင်းတော့တိတ်ခဲ့ပြီလားအဲကျွန်တော်မတက်ရောက်လိုက်ရဘူးကျွန်တော်စိတ်နှမ်းတော့ပွဲတက်လေးရှိနေရောကြာတော့သူ့ကိုအဲတူကလာဖိတ်တဲ့နေရပဲဒါပေမဲ့ကျွန်တော်အမေကိုစားကျွန်တော်အမေကကိုစားသွားပေးရပေါ့နော်အဲတော့သူ့ကိုလည်းလမ်းတောင်းမှလိုက်တယ်သူကလည်းနားလေတယ်ဆိုတော့ဘာပြောခုတော့သူတို့ဗီယက်နမ်လားမသိဘူးအဲဟန်နီမွန်ထွက်နေကြရဲကောင်းပါတယ်ဟုတ်အားကြပါဘူးအော်အဲ့လိုတော့မဟုတ်ပါဘူးအားကြတာတော့အကုန်လုံးအားကြပါတယ်ဒါတကယ်ချစ်မြတ်နိုးကြတဲ့ဒါဇုံတွဲတွေ အဲဇနီးမောင်နှံနေအကုန်လုံးအားကြပါတယ်ဟုတ်မမေကခုစားပွဲတက်တော့ပြန်လာတော့မပြောဘူးအသားရေယူတော့မပြောပါဘူးအမေကအဲ့လိုမျိုးဟိုဝင်အဲ့လိုမျိုးကိစ္စရင်းနဲ့သူကဘာမှသိမ့်မပြောပါဘူးဟုတ်မမေကရောလူကြီးချစ်ခြင်းမပိုင်းမပြောပါဘူးမပြောပါဘူးကျွန်တော်ဟိုဟာအိမ်မှာမီးလေးနှစ်ကောင်မွေးပေးထားအမေတို့ကတည်းတကောင်ကပူတယ်လေတကောင်ကပွန်လေအဲသူ့မီးတွေပဲအဲ့ဒါပဲကြော်တော့ဝါအဲဖြစ်လောက်တယ်နော်အဲသူ့တွေ့မေးကြည့်အောင်ဖြစ်လောက်တယ်ဟမ် ်ပေးမှုလားဩတကယ်ချစ်ရင်တော့ဗာဖြစ်လဲပေးတယ်တော့မဟုတ်ဘူးဗောတကယ်ချစ်တယ်ဆိုရင်တော့ဒါကတော့ကောင်းပါတယ်နော်ကျွန်တော်ကတော့ဗျာဒီမှာအတွက်တော့မပြီးသားတော့မရှိပါဘူးမရှိပါဘူးကျွန်တော်ပြန်ပြောလို့အဆင်ပြေပါတယ်ဘာလို့လဲဆိုတော့ဒါသူကိုယ်တိုင်ရွေးချယ်တဲ့အချစ်ချင်းမေတ္တာဆိုရင်အားလုံးကဒါအုံနောက်ရှိကြရလေနော်အဲကောင်းပါတယ်သူဘသူဘသူပဲရွေးချယ်ရွေးချယ်တာသူတို့ပဲသူတို့ပဲဖြတ်တန်းမယ်ဘဝဆိုတော့ကျွန်တော်တို့ကအရင်ကြီး pressure ပေးလို့မရဘူးလေနော် ဓိကတော့ main ကလေးတယောက်ကိုယောက်ျားလေးတယောက်နေနေယူမယ်ဆိုလို့ရှိရင်အဲတာဝန်ယူနိုင်တဲ့စိတ် အရေးကြီးတယ်စေတနာအရေးကြီးတယ်ပြေဆုံးပင်မဲ့လေအဲစေတနာမရှိရင်အဲဘလောက်ပဲချမ်းသာချမ်းသာစေတနာမရှိရင်ဟိုတကြက်တောင်မထွက်ပါဘူးအဲ့တော့စေတနာ ရှိဖို့ပဲအရေးကြီးပါတယ်အဲ့တော့ဟိုအိမ်အောင်ပြုဖို့ဆိုတာကကိုကဒီမျိုးသမီးပေါ်မှာစေတနာထားနိုင်လားဆိုတာကိုမူတည်ပြီးတော့ပဲအဲဓာရီကိုသွားရမှာပေါ့နော်အဓိကကတော့ကိုမှဘလောက်ပဲပြေဆုံးပြီဆိုခုနကပြောသလိုစေတနာအရေးကြီးပါတယ်ဟုတ်အဲဒီနေ့ကတော့ဒါကျွန်တော်တို့ဒါမန္တလေးငလင်ဘေးဒံတင်ဒေသတွေမှာကျွန်တော်တို့ပြန် ြန်လဲထူထောင်ရေးလုပ်ဖို့အတွက်ကျွန်တော်ရန်မုံငွေအေရှာမယ်ကျွန်တော်တို့10ရက်17ရက်12ရက်နေ့ကိုကျွန်တော်တို့ ဟိုအမျိုးသားကစက်ယုံမှာကျွန်တော်တို့ဒါအနုပညာမောင်နှမတွေအကုန်လုံးကဒါကျွန်တော်တို့အဲသူတို့တတ်တဲ့ပညာနဲ့ဒါအကုန်လုံးကအဲပါဝင်ကူညီကြပြီးတော့တင်ဆက်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီရတဲ့ဒီလက်မှတ်တွေရောင်းလို့ရတဲ့အလူငွေတွေကိုဒီပြန်လဲထူထောင်ရေးအတွက်ကျွန်တော်တို့ကအာပြန်လဲအလူငွေပေးအပ်သွားပြီးတော့ကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအတွက်ကျွန်တော်တို့ကျွန်တော်တို့ကတော့၁၀ရက်နေ့မှာကျွန်တော်တို့ကရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာကျွန်တော်တို့အဲဒီကျွန်တော်တို့ပြဇာတ်တပုတ်မှာပါဝင်တဲ့အနုပညာရှင်တွေအဲစုပြီးတော့ကျွန်တော်တို့ rehearsal လုပ်ကြတာပါအဲ ကျွန်တော်ကလည်းဒီပြဇက်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကအတွေ့အကြုံမရှိသေးတာဖြစ်တဲ့အတွက်အခုချိန်မှာတော့ကျွန်တော်ဒီပြဇက်ကိုအဲဒါပရိသတ်တွေအကောင်းအောင်ဖျော်ဖြေနိုင်မှုအတွက်ကျွန်တော်တို့တည်တည်ချာချာလေးလေ့ကျင့်နေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တွေးမှုတွေဒါကျွန်တော်တို့ရဲ့စီနီယာကြီးတွေဒါကိုနေတိုးတို့ဟိုးရင်တော့ဟလာအဲရဲလေးကိုရဲလေးတို့ကိုထွန်းထွန်းတို့အဲကိုကြော်ကြော်ဘိုးတို့အများကြီးကျွန်တော်တို့စင်ပေါ်မှာဒါအာကကြရတယ်သူတို့ဆိုလို့ရှိရင်အရင်လေးစားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒါတွေကဒါတွေက talent နေလေသူတို့ရဲ့ဒါ ဟိုပညာတွေဆိုတော့အဲ့ဒီဟာတွေအားကြခဲ့ရအဲ့ဒီချိန်ကလည်းစဉ်းစားရဟောသူတို့တခုမာဝိုင်းဆိုလုံးဝဒါချုံမွတ်နေရပဲပေါ့နော်ပြီးတော့တယောက်နဲ့တယောက်ကလည်း chemistry မိဖို့ကလည်းအရေးကြီးတယ်ဆိုတာလေးတွေဟိုဒါလေ့လာသင်ယူရပဲပေါ့နော်အခုတော့ကျွန်တော်ကိုယ်တိုင်အဲဒါစင်ပေါ်မှာကပြရတော့မယ်ဆိုတော့ပြဇတ်တပုတ်အနေနဲ့ဒါကျွန်တော်တို့ကဒါပထမဆုံးတွေ့ကြုံလေးဆိုတော့တွေ့ကြုံလေးယူရင်အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဆိုပြီးဒီနေ့ rasel လေးလာရောက်လုပ်ဖြစ်တာပါခင်ဗျာဟုတ်ကဲ့ကိုဒီတို့တို့ပြဇတ်တွေအရင်တော့အကြည့်ရောမကြည့်ရဘူးဒီကိုရိုင်းရောသဘောကျတာရောအခုချိန်ထိဒါကျွန်တော်တို့ online မှာ video လေးတက် က်လာရင်ကျွန်တော်ဘယ်မကြော်ဘဲနဲ့ကြည်ပြပြီးတော့ရည်နေရတာလေးတွေပေါ့ဒါလေးတွေကမိုက်တယ်တော်တော်လေးမိုက်ဟုတ်ကဲ့အမြဲတမ်းပေါ့အမြဲတမ်းပေါ့ဒါအမြင်နဲ့ပြိတ္တပါဟုတ်လူလဲလူအဲအပန်းလဲပြေဖြော်ပြေးလဲသူတို့ကြည်ရတဲ့ဟာမျိုးလေးဖြစ်မယ်ဆိုတော့ဟိုဝမ်းတာပါတယ်ဒါပြိတ္တတွေအတွက်ပဲအဓိကကျွန်တော်တို့လုပ်နေရပေါ့ကျွန်တော်တို့ခုနပြောသလိုပဲဒီနုပညာမောင်နှမတွေအကုန်လုံးကဒီရံမုံငွေရဖို့အတွက်အကုန်လုံးကသူတို့ဟိုတတ်တဲ့ပညာလေးနဲ့အကုန်လုံးလာပြီးတော့ဂွိုင်းမကူညီကြတာပေါ့နော်ဟုတ်